စ်သူဟောင်းကောင်းပြည့်ရဲ့လက်ထက်ပွဲမှာစီးစိမ်အကုန်လက်ဖွဲ့မယ်လို့ပြောလာတဲ့ LGBT မိခင်ကြီးမိကခင်ဆန်ဝင်းရိတ်သက်များအလုံးမိုင်းမင်္ဂလာပါရှင့်ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံးဖြစ်တဲ့ပြည်သူ့ချစ်မိတ်ကပ်ခင်ဆောင်ဝင်ကတော့သူ့ရဲ့အတိတ်ဟောင်းစီကချစ်ရတဲ့ချစ်သူဟောင်းမင်းသားကောင်းပြည့်ရဲ့မကြခင်ကျင်းပါတော့မယ့်မင်္ဂလာလက်ထပ်ပွဲလေးမှာပိုင်ဆိုင်မှုအကုန်လက်ဖွဲ့သွားမယ်လို့သိရပါတယ်။ပရိသတ်တွေတာမိုက်ကအမှုပညာရှင်အတိုင်းဝိုင်းကြီးကပါချစ်ခင်အားပေးနေရတဲ့မိတ်ကပ်ခင်ဆောင်ဝင်ကိုတော့မသိသူမရှိတော့ပါဘူး။မိတ်ကပ်အလှရေးရဆိုင်ရာဖန်တီးရှင်မိတ်ကပ်ခင်ဆောင်ဝင်ဟောင်းသူ့ရဲ့အမှုပညာလက်ရာမိတ်ကပ်လက်စွမ်းတွေကသူမတူအောင်ကောင်းလွန်နေရကြောင်းတရုတ်ဆောင်မင်းသားမင်းသမီးအဆိုတော်စားတဲ့ ပညာရှင်တွေတာမကတခြားသောသူရဲ့အမာခံပရိသတ်တွေကပါမိတ်ကပ်လိမ့်ပေးဖို့အတွက်ဈေးပေးပြီးတော့အငှားယူတတ်ပါတယ်မေကခင်ဆောင်ဝင်ရဲ့မေကက်စွမ်းရည်တွေအနုပညာအမြင်တွေကတော့ပြောစရာမလိုအောင်ကောင်းပါတယ်။ဟိုးရင်ကကျွမ်းကျင်တဲ့မေကက်ပညာရှင်အများကြီးမပေါ်လာခင်ကတည်းကမြန်မာနိုင်ငံမှာဒိဋ္ဌိကျတတိကြီးတွေရဲ့လက်ထက်ထိမ်းမြောက်ပွဲတွေဆိုရင်သူတို့ရဲ့သရိုးသမီးလေးအလှဆုံးဖြစ်နေဖို့အတွက်မေကက်ခင်ဆောင်ဝင်ကိုငှားလိမ့်ရှိပါတယ်။ လက်ထက်မင်္ဂလာပွဲတွေမှာလိမ့်ချပေးလေးရှိတဲ့မိတ်ကပ်ခင်ဆောင်ဝင်းဟာအခုချိန်မှာသူ့ရဲ့ချစ်သူဟောင်းမင်္ဂလာပွဲကြီးမှာမိတ်ကပ်ပြင်ဆင်ချဲ့တာဖို့ဖြစ်လာပါတော့တယ်။မိတ်ကပ်ခင်ဆောင်ဝင်းဟာအစောပိုင်းအချိန်ကမင်းသားကျော်ကောင်းပြင်းနဲ့ချစ်ချိုက်ခဲ့ကြတယ်လို့သတင်းထွက်ခဲ့ပူပါတယ်။အဲ့ဒီအချိန်တုန်းကတော့မင်းသားကျော်လေးကောင်းပြင်းဟာတက်သစ္စာမင်းသားလေးတာရှိသေးပါတယ်။မိတ်ကပ်ခင်ဆောင်ဝင်းနဲ့ချစ်ချိုက်ခဲ့ကြပြီးတော့တက်သစ္စာမင်းသားကောင်းပြင်းကိုခေါင်းဆောင်မင်းသားနေရာရောက်အောင်မြေတောင်မြောက်ပေးခဲ့ပါတယ်။မင်းသားကောင်းပြင်းတယောက်ခေါင်းဆောင်မင်းသားနေရာကိုရောက်လာပြီးနောက်ပိုင်းမိတ်ကပ်ခင်ဆောင်ဝင်းနဲ့အဆက်အသွယ်ဖြတ်က ာလမ်းခွဲခဲ့ပါတယ်။ဒါကိုတော့ခင်ဆောင်ဝင်တယောက်ကအပြစ်မမြင်ခဲ့ပါဘူး။နောက်ပိုင်းမှာတော့ကောင်းပြင်းနဲ့မော်ဒယ်မင်းသမီးလေးတန်နာဖို့ချစ်ကြိုက်သွားခဲ့ကြတာပါ။ဒီလိုနဲ့မိကခင်ဆောင်ဝင်တယောက်ချစ်သူနှစ်ယောက်ကြာအစ်မဂျောင်းဝင်သွားခဲ့ရာကြောင့်ကြံရစ်အနေနဲ့ဖြစ်ခဲ့ရပါတယ်။ တိုက်ဆိုင်ခြင်းတော့မိတ်ကပ်ခင်ဆောင်ဝင်တယောက်ချစ်သူဟောင်းကောင်းပြေတို့အုံတွဲလေးကိုဖက်ရှင်မင်္ဂလာပွဲမှာမိတ်ကပ်လိမ့်ချပေးခဲ့ရပါတယ်။တချို့ကတော့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုသိကျင်နေရကြောင်းရီစာဦးကိုလိမ့်ပေးရတာတမျိုးကြီးဝမ်းမနေဘူးလားလို့မေးကြပါတယ်။ခင်ဆောင်ဝင်ကတော့အခုချိန်ဆိုရင်အသက်ရွယ်အားဖြင့်ကြီးလာပြီဖြစ်တာကြောင့်အနုပညာလောကသားချင်းချင်းအမုန်းနေအာဂတာတွေမထားတော့ပဲအချင်းချင်းရိုင်းပင်းကိုညီမှုတွေနဲ့မြတ်တာတရားတွေထားနေပါတယ်။ အခုဆိုရင်တော့ကောင်းပြင်းတဲ့တန်နာဘိုရိုးရဲ့လက်ထက်မင်္ဂလာပွဲလေးမှာအူပြပြအဖိတ်ခံခဲ့ရတာကြောင့်ဝမ်းသာမိကြောင်းပြောခဲ့ရပါသူတို့ရဲ့လက်ထက်မင်္ဂလာပွဲလေးမှာ သူတက်နေတဲ့မြတ်အစွမ်းတွေနဲ့သူတို့သားရောသူတို့သမီးကိုပါအလားဆုံးဖြစ်အောင်ပြင်ဆင်ပေးသွားအောင်မှာဖြစ်ပါတယ်။နောက်ထပ်ပြောလာတာကတော့ချစ်သူဟောင်းရဲ့မင်္ဂလာပွဲလေးမှာသူရဲ့စီးစိမ်တွေအလုံးကိုလက်ဖွဲ့ပေးရုံးမယ်လို့ဆိုပါတယ်။ဒီလိုအပြောတွေကြောင့်မိကက်ခင်ဆောင်ဝင်းလို့ပေးဆက်တဲ့နှလုံးသားနဲ့ချစ်တဲ့အတွက်အလုံးကတော့ချီးကျူးနေကြသလုံးတနာလဲတနာကြပြန်ပါတယ်။ မေဂန်ခင်ဆောင်ဝင်ကကောင်းပြေကိုအချစ်ဆုံးလို့သိရတဲ့အတွက်ဘသူမဆိုလမ်းခွဲလိုက်ကြပြီဖြစ်ပေမဲ့လည်းတနေ့ဒီလိုမျိုးတစ်ချိန်ပြန်တွေ့ရရင်အတိတ်ဟောင်းစီကိုတော့တစ်ခေါက်ပြန်မြင်ကြအောင်ပါပါဒီလိုအဖြစ်ပြက်ကိုမြင်နေရတဲ့သူတွေအတွက်တော့ဝမ်းနည်းပွေရာအတီးဖြစ်နေမှာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့အနေနဲ့မေဂန်ခင်ဆောင်ဝင်လိုမျိုးပေးဆက်တတ်တဲ့အချင်းမျိုးနဲ့ကိုယ့်ရဲ့ချစ်သူကိုချစ်ပေးနိုင်မလားဆိုတာပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်